တရင်ပသမားအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျီဆက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတက်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တက်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တက်ဆက်မှုလေးကိုသုံးတီကြီးစုနားဆင်ပေးဖို့မြေတားရက်ကန်အပ်ပါတယ်ခင်ဗျာခုတကပထမအဦးဆုံးနေတဲ့တက်ဆက်ပေးခြင်းတဲ့တရင်ကတော့ထိုင်းနဲ့မြန်မာနယ်စပ်မှာ KNU ကတင်ပိုက်လိုက်တဲ့ဗလက်တိုစစ်စခန်းမှာထွက်ပြေးသွားတဲ့စကောင်းစီတပတ်ဝင်63ကိုထိုင်းစစ်တပ်ကလက်မခံပဲမြန်မာဘက်သို့ပြန်ရန်နှင်ထုတ်နေကောင် ဗလက်တို့စကန်သိန်းတိုက်ပွဲမှာစစ်သား30ကျော်လက်နက်ချပြီးအကြမ်းမဲ့စစ်သားမတားအောင်10လောင်းတင်ဆက်ရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ထိုင်းနဲ့မြန်မာနယ်စပ်မှာ KNU ကတင်ပိုက်လိုက်တဲ့အကြမ်းမဲ့စစ်တပ်ရဲ့ဗလက်တို့စကန်မှာထွက်ပြေးသွားတဲ့စကောင်းစီတပ်ဖွဲ့ဝင်63ကိုထိုင်းစစ်တပ်ကလက်မခံမဲ့မြန်မာဘက်သို့ပြန်ရန်နှင်ထုတ်နေတယ်လို့ထိုင်းမြန်မာနယ်စပ်စီးရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ယမန်နဲ့မေလ23ရက်နေ့ညနေပိုင်းကထိုင်းနဲ့မြန်မာနယ်စပ်မှာရှိတဲ့စကောင်းစီရဲ့ဗလက်တို့စကန်ကို KNU တမအချောက်ဦးဆောင်တဲ့ KN မျိုးသားလုံးနှောက်ရေးတမတော် KN နဲ့လေ KN မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ဗီလူကဝေးတမတော် PDR တို့ကတင်ပိုက်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါစကန်တိုင်းတိုက်ပွဲမှာအကြံဘက်စစ်တပ်ကဒုံးစိတ်ကျော်လက်နက်ချပြီးတော့အကြံဘက်စစ်သားမတားအောင်ဆယ်လောင်းရရှိခဲ့ကြောင်းဒါပြင်ထိုင်းနိုင်ငံဘက်ချမ်းတို့ထွက်ပြေးသူစစ်သား63ဦးရှိကြောင်းသိရပါတယ်အဆိုပါထိုင်းနိုင်ငံဘက်ချမ်းတို့ထွက်ပြေးသွားတဲ့မြန်မာစစ်သား63ကိုထိုင်းနိုင်ငံစစ်တပ်ကလက်မှတ်မဲ့မြန်မာဘက်သို့ပြန်ကူးရန်နှင်ထုတ်နေကြောင်း မြန်မာစစ်သားများကိုရခင်ငားကဲတို့မြန်မာစကောင်းစီတံပြန်လွှဲပေးခြင်းမလုပ်တော့ဘဲဘေးလို့ရမြန်မာဘက်ချမ်းကိုပြန်ကူးရန်ထိုင်းစစ်တပ်ကဘီအာပီနှင်ထုတ်နေတယ်လို့သိရပါတယ်။အခုထိုင်းဘက်ကိုထွက်ပြေးသွားတာက63ရှိတယ်။အရဝတ်တွေနဲ့လမ်းနဲ့မပါဘူး။ဒါပေမဲ့ထိုင်းစစ်တပ်ကထိုင်းနယ်ကိုဝန်မခံဘူး။ပြန်ထွက်ခိုင်းနေတယ်လို့သိရတယ်။မြန်မာဘက်ချမ်းတိုက်ပွဲလုံးမဲ့နေရာမှာပြန်ဝင်ပြေးဖို့ပြောနေတယ်။သူတို့ဘက်ကသူတို့လုံးမဲ့နေရာပြန်ဝင်ခိုင်းနေတာ။ထိုင်းကပြန်နေနေတာလုံးဝလက်မခံဘူး။အရင်လိုမြောက်ရီနေကြာကော်မတီကနေလည်းပြန်မလွှဲဘူး။ မင်းတို့အစဉ်ပြင်မဲ့အပတ်ပြန်ကူးသွားငါတို့လက်မခံဘူးဆိုပြီးဖြစ်နေတာနောက်ပြီးထွက်ပြေးတဲ့ကောင်းတွေကလည်းသူတို့စစ်ကြောင်တစ်ချောင်းလုံးစကန်းကိုဆုံးကွာထွက်ပြေးသွားတာဖြစ်လို့အခုစစ်တပ်ဘက်ကိုပြန်လွှဲရင်လည်းရေယူခံရမှာဆိုတော့ဒီကောင်းတွေစုပ်လဲစုစားလဲယူကိန်ဖြစ်နေတာလို့ထိုင်းနဲ့မြန်မာနယ်စပ်စည်ရေးတရင်ရင်းမြစ်ကပြောပါတယ်အဆိုပါဘလတ်တို့စစ်စကန်းတင်းတိုက်ပွဲတွင်ဒေါ်လန်ရေးတက်များဘက်ကရဲဘော်၃ဦးကြာဆုံးခဲ့ရပြီးတော့၁၀ဦးတန်ရာရရှိခဲ့ကြောင်းလက်ရှိချိန်မှာကရန်နယ်လေဦးဆောင်တဲ့ပူပေါင်းမမိတ်တပ်များကထိုင်းနဲ့မြန်မာနယ်စပ်မှာရှိတဲ့စခေါင်းစီတပ်စခန်းများအားလုံးကို ဇက်လက်ထိုးဆစ်စင်တခိုင်းနေကြောင်းသိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့နိုင်ငံရေးမှာနုပညာရှင်တချို့ကလွယ်မားစွာဝန်ဆောင်ရွက်တာကြောင့်နိုင်ငံမှာမဖြစ်သင့်တာတွေဖြစ်ခဲ့ရတယ်လို့ပြစ်တင်လိုက်ပြီးရုံရှင်ရုံတွေမှာစတက်ကအတိပေးလို့တဲ့အချက်များကိုပြသပေးရမယ်လို့ပြန်ကြားရေးဝန်ကြီးမောင်မောင်အောင်အမိန်ပေးတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မြန်မာနိုင်ငံရဲ့ပါတီနိုင်ငံရေးမှာအနုပညာရှင်တချို့ကလွယ်မားစွာဝန်ရောက်ဆောင်ရွက်ခဲ့တာကြောင့်လက်ရှိနိုင်ငံတော်မှာမဖြစ်သင့်မဖြစ်တိုက်တီများဖြစ်ပွားခဲ့ရတယ်လို့ အကြံပေးစကောင်းစီရဲ့ပြန်ကြားရေးဝန်ကြီးမောင်မောင်အောင်ကဖြစ်တင်ပြောဆိုလိုက်ပါတယ်။ရမန်လေးကရန်ကုန်မှာရုံရှင်စကားများယုံတင်ပြတာရေးဆိုင်ရာညီနိုင်းစည်းဝေးမှာ၎င်းကထိုကဲ့သို့ဖြစ်တင်ပြောဆိုလာခြင်းလည်းဖြစ်ပါတယ်။လက်ရှိမှာအမှုပညာရှင်များအနေနဲ့ပြည်သူများကိုပြောရွှေမှုပေးရမှာဖြစ်တဲ့ကဲ့သို့အသိပညာဗဟုသုတများပေးရပြီးမှန်ကန်တဲ့လမ်းကြောင်းကိုရောက်ရှိအောင်လမ်းပြပေးကြရမှာဖြစ်ကြောင်း။ဒါ့ဝိမဲ့အမှုပညာရှင်တချို့ကမိမိတို့ရဲ့အမှုပညာလုပ်ငန်းများကိုလှုံ့ဆော်ရမယ်ဆိုပါတီနိုင်ငံ၏လုပ်ငန်းတွေမှာလွယ်မားစွာဝင်ရောက်ဆောင်ရွက်ခဲ့တဲ့အတွက် နိုင်ငံတော်မှမဖြစ်သင့်မဖြစ်တိုက်သည့်များကိုဖြစ်ပွားခဲ့ရတယ်လို့၎င်းကဆိုပါတယ်။ဒါပြင်ရုပ်ရှင်ုံနေရာဗီဒူများဘန်းဖြေတဲ့နေရာဇူဝေးတဲ့နေရာများဖြစ်ကြတာကြောင့်နိုင်ငံတော်အစိုးရကဗီဒူလူထုထံတင်ပြလိုတဲ့အချက်များအတိပေးလိုတဲ့အချက်များကိုလည်းပြတ်တာပေးရန်လိုအပ်တယ်လို့အကြံပေးစကောင်းစီရဲ့ပြန်ကြားရေးဝန်ကြီးမောင်မောင်အောင်ကရုပ်ရှင်ဖွဲ့များကိုညွှန်ကြားပြောဆိုပါတယ်။အကြံပေးစကောင်းစီက2021ခုနှစ်ဆေးအနာတင်ပြတဲ့နောက်ရုပ်ရှင်လုပ်ငန်းများနဲ့ဒေါ်လေးလုပ်ငန်းများကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပြီးစင်စာစနစ်ကိုပါပြန်လည်အကောင်းဖယ်ဖော်လျက်ရှိတယ်လို့သိရပါတယ်။ နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ရွေးကောက်ပွဲအောင်မြင်ရေးစတက်ကမာကန်ဆောင်ရွက်မယ်လို့စေကောင်းဆောင်ပြောဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။ယခုနေ့ကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပြီးအောင်မြင်စွာကျင်းပနိုင်ရေးနဲ့တည်ငြိမ်အေးချမ်းရေးတို့တို့ကလက်ရှိစတက်ကမာကန်အနေနဲ့ဆောင်ရွက်ရမှာဖြစ်တယ်လို့အကြံနဲ့စေကောင်းဆောင်မင်းအောင်လင်ကမေလ23ရက်နေ့ဒရီဂန်ဒေတာဒိုင်းစထနာချုပ်ဂျိုင်းတုံးနယ်မှာရာရှိစစ်တီမီတာစုဝင်တွေကိုတွဲဆုံစဉ်ထည့်သွင်းပြောဆိုပါတယ်။ထို့ကဲ့သို့ရွေးကောက်ပွဲကိုအမြန်ဆုံးပြုလုပ်နိုင်ရန်အတွက် မိမိတို့အနေနဲ့ဂျိုတင်ပြင်ဆင်ခြင်းများကိုစောင့်ရလျက်ရှိပြီးဆန္ဒမဲ့ပေးရမှာ electronic voting machine နဲ့မဲပေးနိုင်ရေးစောင့်ရလျက်ရှိတော့အဆိုပါ electronic voting machine နဲ့မဲပေးခြင်းအပြင်မဲစရင်မာရွေးမှုများကိုအနည်းဆုံးဖြစ်စေနိုင်ကြောင်း၎င်းကဆိုပါတယ်။ဒါပြင်ရွေးကောက်ပွဲပြီးချိန်မှာလည်းပြည်ထောင်စုအစိမ်းနဲ့ဒိုင်းဒေသကြီးပြည်နယ်လွတ်တော်များကိုခေါ်ဆိုရမှာလွတ်တော်ထားမြောက်စေရေးအတွက်စောင့်ရရမှာဖြစ်ကြောင်းဆန္ဒမဲပေးမှုနဲ့ပတ်သက်ပြီးဒေတာနဲ့နိုင်ငံတော်ရဲ့အကျိုးကိုအမှန်တကယ်ဖော်ဆောင်ပေးနိုင်တဲ့ကိုယ်စားလှယ်နောင်များကိုရွေးချယ်ရန်လိုကြောင်းလည်း၎င်းကတိုက်တွန်းပြောဆိုပါတယ်။ လက်ရှိမှာတနိုင်ငံလုံးစစ်ရှုံးနေတဲ့စကောင်းစီဟာနိုင်ငံရေးထွက်ပေါက်အနေနဲ့ရွေးကောက်ပွဲပြုလုပ်ရန်ကြိုးစားနေပြီးတော့ယခုနှစ်ကုန်ပိုင်းမှာမဖြစ်မနေပြုလုပ်တော့မှာဖြစ်တယ်လို့နိုင်ငံတကာကလည်းပြောဆိုထားပါတယ်။နောက်ထပ်ထပ်မံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အကြံပေးဆရာနာရှင်စနစ်တိုက်ပြက်ရေးတိုက်ပွဲဝင်ရန်မွန်ပြည်တဲပါတီ NSP AD နဲ့မွန်ပြည်လူမျိုးရေးတပ်တော်တို့ပူးပေါင်းပြီးရာမညမွန်တပ်တော်ဖွဲ့စည်းထူထောင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်။အကြံပေးဆရာနာရှင်စနစ်တိုက်ပြက်ရေးတိုက်ပွဲဝင်ရန်မွန်ပြည်တဲပါတီ NSP AD နဲ့မွန်ပြည်လူမျိုးရေးတပ်တော်တို့ပူးပေါင်းပြီး ရာမညမွန်တက်တော်ဖွဲ့စည်းထူထောင်လိုက်တယ်လို့စိုးပါအဖွဲ့နှစ်ခုကထုတ်ပြန်ထားပါတယ်။မွန်ပြည်သေးပါတီ NSP AD နဲ့မွန်ပြည်လုံမြောက်ရေးတက်တော် MNL တို့ဟာအကြမ်းဖက်ဆေးရနာရှင်စနစ်တိုက်ဖျက်ရေးဒန်တို့ရေးနဲ့ကိုပိုင်းပြထမ်းပိုင်ခွင့်ပြေဝါရှိတဲ့မွန်ပြည်ပေါ်ထွန်းရေးရွေချက်တင်နဲ့2025ခုနှစ်မေလ24ရက်နေ့မှာပေါင်းစည်းလိုက်ပြီးရာမညမွန်တက်တော်ကိုဖွဲ့စည်းလိုက်တယ်လို့သိရပါတယ်။ဒါပြင် NSP AD နိုင်ငံရေးစီရေးကော်မတီရဲ့ဦးဆောင်မှုနဲ့ရာမညမွန်တက်တော် RMA ရဲ့စည်းရေးဆိုင်ရာလုပ်ငန်းများကိုအကောင့်ထည့်ဖော်ရန် အဖွဲဝင်ခုနှစ်ဦးပါတဲ့စကော့မတီကိုဖွဲ့စည်းလိုက်ပြီးတော့စေဦးစည်းချုပ်ပုံမှုချုပ်စာလုံးထော်ဒူးစိတ်ဦးစည်းချုပ်တဲ့ဖြစ်ပုံမှုကြီးစိုးဝင်းနဲ့ဒူးစိတ်ဦးစည်းချုပ်နဲ့ဖြစ်ပုံမှုကြီးကြည်စံတို့ကိုခန့်အပ်တာဝန်ပေးလိုက်တယ်လို့သိရပါတယ်ကိုပိုင်ပြတန်းခွင့်အပြေးဝရရှိတဲ့မွန်ပြည်ပေါ်ထုံးရင်းနဲ့အကြမ်းဖက်ဆေးရနာရှင်စနစ်အများဆုံးချုပ်ငင်းရေးတို့ကမွန်ပြည်သေးပါတီနဲ့ရမညမွန်တက်တော်တို့ဟာအဘိနိကံဘဝတူဒိုင်းနာတော်လိုင်းရေးမဟာမိတ်ဖွဲ့စည်းများပြည်သူ့ကွယ်ရေးတံများနဲ့တူပူပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ အဆိုပါအဖွဲ့နှစ်ခုရဲ့ပူရဲကျင်ညာချက်မှာဖော်ပြထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ထိုင်းနိုင်ငံမှာခုနှစ်ပထမ3လအတွင်းမြန်မာနိုင်ငံသားများကထိုင်းဘက်ဒေသတမ59ဘီလီယံတန်ဖိုးရှိတဲ့ဂွန်ဒိုခန်းပေါင်း436ခန်းကိုဝယ်ယူပြီးဒုတိယအများဆုံးဝယ်ယူသူတွေဖြစ်စီရင်ဝင်နေဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ထိုင်းနိုင်ငံမှာယခုနှစ်ပထမ3လအတွင်းမြန်မာနိုင်ငံသားများကထိုင်းဘက်ဒေသတမ59ဘီလီယံတန်ဖိုးရှိတဲ့ဂွန်ဒိုခန်းပေါင်း436ခန်းကိုဝယ်ယူပြီး ဒုတိယအများဆုံးဝယ်ယူသူတွေအဖြစ်စည်ရင်းဝင်လာတယ်လို့ထိုင်းသတင်းတွေကသတင်းဖော်ပြပါတယ်။ယခုနှစ်2025ခုနှစ်ရဲ့ပထမ3လတွင်ဒေဝနိုင်ငံသားများကကွန်ဒိုခန်း1481ခန်းဒံဘိုးအဖြစ်ထိုင်းဘတ်6.7နှစ်ဘီလီယံဝယ်ယူပြီးတော့ပထမအများဆုံးဝယ်ယူခဲ့ကြောင်းမြန်မာနိုင်ငံသားများကထိုင်းဘတ်1.59ဘီလီယံဒံဘိုးရှိတဲ့ကွန်ဒိုခန်းပေါင်း436ခန်းကိုဝယ်ယူပြီးဒုတိယအများဆုံးဝယ်ယူသူတွေဖြစ်လာကောင်းရုရှားနိုင်ငံကကွန်ဒိုခန်း288ခန်းဝယ်ယူပြီးတတိယအများဆုံးဝယ်ယူသူတွေဖြစ်တယ်လို့သိရပါတယ်။ ဒါပြင်ထိုင်းအိမ်ချမ်းမြေတရင်ချက်လက်စင်တာရဲ့တရင်ချက်လက်များရောက်လက်ရှိထိုင်းနိုင်ငံမှာနိုင်ငံခြားကွန်းတို့ဝယ်ယူမှုတွေနည်းငယ်ကျဆင်းသွားပြီးတရုတ်နိုင်ငံသားများကဝယ်ယူမှုမှာအုံဆောင်နေပြီဖြစ်ကြောင်းမြန်မာနိုင်ငံသားများကတော့ထိုင်းနိုင်ငံမှာကွန်းတို့ဝယ်ယူမှုတိတိတတ်တာမြင့်တက်လာကြောင်းထိုင်းနိုင်ငံမှာယခုနှစ်ပထမ3လအတွင်းကွန်းတို့ခန်းပေါင်း3916ကန်တန်ဘောအပြင်16.39ဘီလီယံတန်ဘောရှိတဲ့ကွန်းတို့ခန်းများကိုနိုင်ငံသားများထံသို့ရောင်းချနိုင်ခဲ့တယ်လို့သိရှိရပါတယ် လက်ရှိထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားများရဲ့ကွန်ဒိုဝယ်ယူလိုမှုအခြေအနေဟာဆက်လက်မြင့်တက်နေဆဲဖြစ်ပြီးဝယ်ယူလိုအားဆက်လက်တိုးပွားလာတယ်လို့သိရှိရပါတယ်။နောက်တစ်ထပ်မှတက်ဆက်ပြီးခြင်းတဲ့တင်ကတော့စလင်မျိုးပေါ်မှာရှိတဲ့မျိုးမရဲစခန်း၊စူပေါင်းယုံနဲ့လင်းစင်ရဲစခန်းတို့ကိုတော်လိုင်းကြီးတပ်များကဝန်ရောက်တိုက်ခိုက်တယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းစလင်မျိုးနဲ့စလင်မျိုးမရဲစခန်းပါဝင်စူပေါင်းယုံနဲ့လင်းစင်ရဲစခန်းတို့ကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ဝန်ရောက်တိုက်ခိုက်ခဲ့တယ်လို့စလင်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်။ ဒီကနေ့မေလ24ရက်နေ့မနက်အစောပိုင်း3:00နာရီချိန်ခန့်မှာစလင်မျိုးမရေစကန်ဘိုးကင်းအစောင်းကို RPG 7နဲ့အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြအောင်။ဒါအပြင်စလင်မျိုးနယ်စူပေါင်းယုံတွင်းမှာရှိတဲ့စကောင်းစီတသားများကိုလည်းလက်နက်ကြီးလက်နက်ငယ်များနဲ့ထပ်မံဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲတနအိကွဲခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။ဘိုးကင်းကိုအနီးကပ်ပြစ်နိုင်ခဲ့ပါတယ်။ရေစကန်နယ်ထွေးအိုယုံနယ်ကစကားတွေထပ်မံအင်အားဖြည့်တင်းနေပါတယ်လို့စလင်မျိုးနယ်ပြည်သူ့ကွယ်ရေးဖွဲ့ဘာကပါမှတာဝန်ရှိသူတအူးကပြောပါတယ်။ အဆိုပါတကိုင်းမှုတွေကိုစနေနေ့နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တိုက်ခိုက်ရေးတပ်ဖွဲ့နှင့်မှရဲဘော်များကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်ဒီကနေ့မေလ24ရက်နေ့မနက်အစောပိုင်းတနားရီချိန်ခန်းကလည်းစလင်းမြို့နယ်မှာရှိတဲ့လင်းစင်ရဲစခန်းကိုစလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပွိုင်းတစ်ခုမှလက်နက်ကြီးများနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့အောင်အစောအုံများထိခိုက်ပျက်စီးခဲ့ပြီးစစ်သားနဲ့ရဲများထိခိုက်တိုက်ဆုံမှုကိုစုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။လက်ရှိစလင်းမြို့နယ်အတွင်းစကောင်းစီတပ်မှစနေရက်ကြောင် စစ်ကြောင်းများထိုးပြီးတော့ရွာများကိုမိရှို့ဖျက်ဆီးနေတာကြောင့်ဒေသကားကွယ်ရေးဖွဲ့များကခုခံတိုက်ခိုက်လျက်ရှိရာမှာနေစဉ်တိုက်ပွဲတွေဖြစ်ပွားလျက်ရှိကြောင်းအပြင်းမဲ့ပြည်သူများရဲ့နေအိမ်များကိုမိရှို့ဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်တပ်ကိုအစုံဆုံးတီတိုက်ခိုက်ချင်းမုံတော့မှဖြစ်ကြောင်းသိပေးထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးတီနားဆက်ခဲ့တဲ့တရင်ပိတ်သက်များကိုကျေးဇူးပြုပေးတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပါတရင်တော်လိုင်းဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြွှန်လန်းချမ်းမြေကြပါစေခင်ဗျာ။